လင်းထက်သည်ကုတာချင်းအင်းကိုလျှော့ဝက်ဆန်းသက်ရန်ဆုံးဖြတ်ခဲ့တယ်။သူမိဘတွေပိုင်းတဲ့တခုတည်းသောအမွေဖြစ်တဲ့ယွာအပြင်ဘက်ရှိတောရိုင်းမေကွက်စီကိုလမ်းလျှောက်သွားခဲ့တယ်။မြေစီလွာသည်အဝါရောင်ရှိပြီး၆တွေ့နေသဖြင့်မိသည့်အပင်မှကြီးထွားနိုင်ခြင်းမရှိပေ။သူကကုတာချင်းအင်းကိုမြေပြင်ပေါ်သို့ပြစ်ချလိုက်တယ်။မြေစီလွာကိုထိလိုက်သည်နှင့်အင်းစီမှ2မီတာခန့်ကျယ်သော အစင်းညောင်စွမ်းအင်းများထွက်ပေါ်လာတယ်။ခဏကြာပြီးနောက် အတုံးဝန်သောမြေပြင်2မီတာသည်မြေဩဇာကျွေးဝါသောအညိုရောင်မြေကြီးအဖြစ်သို့ပြောင်းလဲသွားသည်ကိုလင်းထက်တွေ့လိုက်ရသည်စိတ်လုံရှားစွာနှင့်မြေဩဇာကောင်းတဲ့မြေတစ်ပိုင်းကိုကောက်ယူလိုက်ပြီးအိမ်တို့တည်သွားခဲ့တယ်။သူ့ချမ်းချင်းလေးမှာပေါက်နေတဲ့တရက်ပင်ရဲ့အောက်ခြေတွင်ထားလိုက်တယ်။တကောင်ရံအချိန်၌လေရုမှာအစင်းရောင်အလင်းဆွမ်းရည်များသည်တရက်ပင်ထဲသို့ဖြင်းင်းစွာစီးဝင်လာတယ်။တနအီအတွင်းတရက်ပင်တစ်ပလုံးသည်တရက်သည်အမြင့်အမြန်းဖြင့်ဖုံးလွှမ်းသွားတော်တယ်။ မနက်၄နာရီထိုးတွင်လင်းထက်နိုးလာခဲ့တဲ့ခြံထဲသို့ပြေးသွားကအသီးများဖြင့်ဖုံးလွှမ်းနေသောတရပင်ကိုမြင်လိုက်ရသဖြင့်လင်းထက်အာတုံလောက်ချောက်ချားသွားစေတယ်။ဝမ်းသာလွန်းတော်လဲတတိကြီးစွာအဖြစ်တရသီးများကိုအမြန်ခူးလိုက်တယ်။သူ့ရဲ့လျှောဝှက်ချက်ကိုရွာသားများမသိစေရန်တရသီးများကို ချင်းတောင်းတဲ့တွင်ထည့်၍ရောင်းရန်မြို့သို့အမြန်ပြေးသွားလေတော်တယ်။